မြန်မာယူနန်ဆတ်တောင်အသင်းဟာဩစတြေးလျအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ၃ဂိုးပြတ်ရှုံးနေခဲ့ပြီး2018 AFC ယူနန်ဆတ်တောင်ခြေစစ်ပွဲအောင်မြင်မဲ့အခွင့်အရေးနဲ့ဝေးကွာခဲ့ပါတယ်။စင်ကာပူဘရူနိုင်းတို့နဲ့ကစားခဲ့တဲ့ပွဲမှာဂိုးမပေးခဲ့ရတဲ့မြန်မာအသင်းဟာဩစတြေးလျအသင်းနဲ့ပွဲမှာပွဲအစ6မိနစ်တည်းကအဖွင့်ဂိုးပေးခဲ့ရပြီးပထမပိုင်း2ဂိုးပြတ်ရှုံးနေခဲ့ကပွဲအပြီးမှာ၃ဂိုးပြတ်နဲ့ရှုံးနေခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းမှာအမှားယွင်းနေရှိခဲ့တဲ့ဒုတိယပိုင်းကစားပုံကိုတော့ကျင့်တတ်ပါတယ်။ ကျွန်တော်တို့အသင်ကံမကောင်းခဲ့ဘူး။သွင်းတဲ့ဂိုးတိုင်းသာဂိုးရခဲ့ရင်၄ဂိုးလောက်ရနိုင်တယ်လို့ညီမအသင်းနီးပြချုပ်ဂက်စီစီကပြောဆိုခဲ့ပါတယ်။ညီမအသင်းဟာအော်စတြေးလျအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာဂိုးပြတ်မရှုံးမှသာခြေစစ်ပွဲအောင်မြင်မှာဖြစ်ပေမဲ့၃ဂိုးပြတ်ရှုံးနေခဲ့တာကြောင့်ခြေစစ်ပွဲအောင်ဖို့အခွင့်အရေးနဲ့လွဲချော်ခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းဟာအကောင်းဆုံးဒုတိယအသင်းအဖြစ်သတ်မှတ်ခဲ့တဲ့ဇယားမှာအဆင့်ရှင်းနေရာကိုရောက်ရှိခဲ့ပါတယ်။အကောင်းဆုံးဒုတိယအသင်းရွေးချယ်တဲ့နေရာမှာပထမဆုံးအမှတ်နဲ့ရွေးချယ်တာဖြစ်ပြီးဒုတိယဂိုးကွာချချက်ရွေးချယ်တာဖြစ်ကတတိယစည်းကမ်းလိုက်နာမှုလို့အပေါ်မူတည်ပြီးရွေးချယ်တာလည်းဖြစ်ပါတယ်။ AFC U23 Championship ပြိုင်ပွဲကိုအသင်းဆယ်သင်းခြေစစ်ပွဲအောင်ခဲ့ပြီးထိုင်း၊ဆီးရီးယား၊ဗီယက်နမ်၊ဂျော်ဒန်၊ဂျပန်နဲ့ Saudi Arabia စတဲ့အသင်း၆သင်းကအကောင်းဆုံးဒုတိယနေရာကနေတဆင့်ခြေစစ်ပွဲကိုအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။